ကဲမင်္ဂလာပါမျိုးတွေဒီကနေ့ဇေယျပေါက်အနေနဲ့ကတော့ကျွန်တော်တို့ဗားရီမှန်ခဲ့သလဲဆိုရင်နှစ်ထိပ်မှန်ခဲ့ပါတယ်ကိုးထိပ်မှန်ခဲ့ပါတယ်ကီထိပ်ကတော့ညောင်းမနဲ့ကမှန်ခဲ့ပါတယ်ကျွန်တော်တို့ဖောင်းဖြစ်သွားတာကတော့ကီယူယူမှာကျွန်တော်တို့ဖောင်းဖြစ်သွားခဲ့တဲ့အတွက်ကျွန်တော်တို့အောင်ပွဲမရခဲ့ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့ဒီ master key မှာဆိုလဲညနေပိုင်းမှာ2 8ဆိုပြီးတော့ဒီမှာ2ဒီမှာ8ပေါ်တလုံးအောက်တလုံးကကစားခဲ့ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခါက အလဲနှလုံးတူရင်တိ6တပြားဆိုတဲ့နေရာမှာလဲ6တလုံးကျွန်တော်တိ6ကိုကျွန်တော်ဆောရင်းတော့တိ6ကတနင်းလာအင်္ဂါမှာလဲကျွန်တော်တို့အကြလေးတွေကမကစားတာနှစ်ပတ်ရှိသွားဖြစ်တဲ့တွေ့ကစားနိုင်တယ်လို့ကျွန်တော်ဒါမှမဟုတ်တိချောက်ကိုပို့ပြီးကျွန်တော်ကစားလိုက်ပါလို့ကျွန်တော်ပြောပြီးကစားခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကတိချောက်ကိုထိနေတော့ကတ်တယ်။ဒီထိနေတော့ကျွန်တော်တို့တိချောက်တွေပြားနဲ့ကတ်တယ်။ဒါပေမဲ့ကျွန်တော်ကထိနေကတ်တဲ့အခါမှာကျွန်တော်ဗရိတ်ကိုသွားပြီးတော့အားပြုတ်လိုက်တဲ့အတွက်ကျွန်တော်တို့6ချောက်ဆိုတာမပါခဲ့ဘူးပေါ့နော်။တကယ်လို့ဥပမာ ဟိုကျွန်တော်တို့ပရိတ်ကိုအာမပြုလိုက်ဆို6 6ဆိုတာကျွန်တော်တို့ပါမယ်ပေါ့နော်အဲအဲ့တော့နောက်တစ်ခုကျွန်တော်တို့အောင်မြင်ခဲ့တာဗာလဲဆိုတော့ဒီတန်ဒီတန်ထိုးတဲ့လူတွေအတွက်ကတော့ဇေယုပေါက်နှစ်ရှစ်ဆိုပြီးကျွန်တော်တို့အောင်မြင်ခဲ့ပါပြီเนาะအနည်းဆုံးတူတာ2ကြိမ်အောင်ရမယ်2ကြိမ်ထက်ကိုအောင်ရမယ်လို့ကျွန်တော်ပြောထားတယ်เนาะအဲ့တော့ဒီကြိမ်စပြီးဇေယုပေါက်သွားပါပြီကဲအဲ့တော့ကျွန်တော်တို့တင်တင်ကနေဝက်နဲ့ကနန်းနေရတော့ကျွန်တော်တို့မအောင်မြင်သေးပါဘူးကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20လေးစလိုက်ကြအောင်ဒီကနေ့အတွက်20လေးစမယ်ပေါ့ဗျာเนาะ ဒီကနေ့အတွက်တနည်းလေးစမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကစမလဲဆိုရင်26390ဝါစပါမယ်ဗျ26390နာနေတ6 6 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့တွက်မှာတွက်မှာကဒီတစ်ခါတွက်မဲ့တွက်နီးလေးရတော့ ။ဘာလဲဆိုရခါကျတော့ဒီ၃ညနဲ့ဒီ၁နဲ့ပေါင်းမယ်ပြီးရင်ဒီ၄နဲ့ထပ်ပေါင်းမယ်။အဲ့တော့၃ညအပေါင်း၁အပေါင်း၄အဲ့တော့၃ညနဲ့၁နဲ့ပေါင်းတော့၁၄နဲ့ပေါင်းတော့၅၅ရဲ့ပါဝါ၃ည၃ည sorry 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 ၃ညနဲ့၆နဲ့ပေါင်းအောင်ပါဗျာနော် sorry sorry နော်၃ညနဲ့၆နဲ့ပေါင်း၆၆နဲ့၄နဲ့ပေါင်းတော့၃ညနော်၃ည ၃ညရဲ့ပါဝါ9 9ရဲ့နှက်ခက်က3 3ည9 3ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရပါမယ်တဲ့เนาะအဲ့တော့ sorry เนาะဒီမှာ3ည6နဲ့ပေါင်းမယ်6เนาะကျွန်တော်1ဆိုပြီးကျွန်တော်6နဲ့ကျွန်တော်4နဲ့ပေါင်းမယ်ပေါ့เนาะဟုတ်အဲ့တော့3ည53ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့8ခွန်နဲ့မအောင်ပါဘူး9နှစ်တဲ့9နှစ်မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ ကဲနောက်တစ်ပြန်တက်ပါမယ်ကဲ9 3 3ကဲ9 3 3 3 9 2 6 3 9 2 8 3 9 2 8 3 9 2 8 3 9ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒီမှာလည်းဒီလိုပါပဲဒီ3ရဲ့ဒီ6ရဲ့ဒီ3ရဲ့ပေါင်းရမှာပါအဲ့တော့3အပေါင်း6အပေါင်း3ရပါတယ်အဲ့တော့ 3နဲ့6နဲ့ပေါင်းတော့9 3ညနဲ့ထပ်ပေါင်းတော့လည်း9ပါပဲတဲ့9ရဲ့ပါဝါ4 4ရဲ့နဲ့ခက်ခက်2 9 4 2ဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မဲ့ကျွန်တော်ဘာထွက်သွားလဲလဲဆိုတဲ့အခါကျတော့ရှင်းငါတဲ့မအောင်ပါဘူး9 9တဲ့9 9မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်6 9 6 6 9 8 9 6 9 8 9 ချောင်းငါတကိုရှိရှိနှစ်တရှိရှိနှစ်တဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ပေါင်းမယ်ဆိုရင်ဒီ6ရဲ့ဒီ6ရဲ့ပေါင်းမယ်နောက်တော့ကဒီတကယ်ဆက်ပေါင်းမယ်အဲ့တော့6ပေါင်း6ပေါင်းတသုံးလုံးပေါင်းတဲ့အခါကျတော့6ပါတဲ့6ရဲ့ပါဝါ4 4ရဲ့နှစ်ခက်ခက်2 6 4 2ဆိုတော့ဒီသုံးလုံးပဲထပ်ရပါတယ်တဲ့အဲ့တော့ကျွန်တော်ဘာလဲထွက်သွားလဲကြည့်လိုက်ရအောင်ခွန်ခွန်နဲ့မအောင်ပါဘူး

ထည့်ပြောခြင်းနဲ့ပေါ့နော်အဲ့မှာကျွန်တော်တို့ပတိတွေထဲမှာရုံရုံကြီးကြီးနဲ့ကစားနေတဲ့ဟာတော့ဗာလဲဆိုတော့6နဲ့9နဲ့ဆိုတဲ့ပတိကိုကစားနေတဲ့လူတွေကတော့ဒီတပတ်ဇေယျပေါက်ပဲမှာပဲအထပြီးအောင်ခဲ့တယ်ပေါ့နော်ဝင်ကြအရာပုံလန်းဆက်တဲ့လူတွေလည်းဆက်ပါရဲ့ဗျเนาะကဲအဲ့တော့ဒီမှာဒီဟာကိုကျွန်တော်တွက်မယ်ပေါ့နော်အဲ့6နဲ့9ကတော့เนาะတကယ်ပတိကစားခြင်းတဲ့လူတွေကတော့အဲ့ဒါတွေပဲကစားပါကျွန်တော်အမြဲပြောတယ်တပတ်ကလည်းမရှုံးဘူးဒါပေမဲ့တချို့ကတော့စံတဝဝပေါ့နော်ဒီ6နဲ့9ကိုမပတ်ဘဲနဲ့ ပေါ်ပင်တွေကိုလိုက်ပတ်နေကြတဲ့လူတွေပေါ်ပင်တွေလိုက်ပတ်ပြီးပေါ်ပင်တွေကွဲနေကြတဲ့လူတွေအများကြီးပါပဲเนาะကဲအဲ့တော့ကျွန်တော်တို့ဒီမှာတွန်းနီးလေးကိုဆက်မယ်ဆက်မယ်ဆိုတော့ဒီ၃ညနဲ့ဒီ၃နဲ့ပေါင်းမယ်တဲ့နောက်ပြီးရင်ဒီ၈နဲ့ပေါင်းမယ်အဲ့တော့၃ညအပေါင်း၃အပေါင်း၈အဲ့တော့အားလုံးပေါင်းတဲ့အခါ1တရပါဝါ6 6ရဲ့နခက9 169ဆိုတော့ကြည်တုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားရလဲဆိုတဲ့အခါကျတော့6 3ည6 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 3ည ठी ပြီးအောင်ခဲ့ပါတယ် လေးငါးတဲ့လေးငါးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျဒီကောင်းလေးလေးလုံးကြီးယူမယ်ဆိုရင်တော့အောင်တယ်ဗျာနော်လေးလုံးကြီးဆက်ယူမယ်ဆိုရင်တော့အောင်ပါတယ်ဒါပေမဲ့လေးလုံးကြီးမယူဘဲနဲ့ပေါ့မလေးလုံးကြီးယူမယ်ဆိုရင်ဒီမှာမှ3.5 3ဆိုတော့ဒီမှာ8ပေါ့နော်8ဆိုရင်ဒီမှာအဲ8ဒီမှာဆိုရင်ကျွန်တော်ဥပမာ3 3ရဲ့ပါဝါ8လို့ကျွန်တော်ဆက်ယူမယ်ဆိုရင်မနေ့ကောညအောင်အောင်တယ်နောက်တစ်ခါဒီတိုင်းပဲဟို6လေး2ဆိုတော့ဒီဘက်မှာခွန်ထည့်မယ်6လေး2ခွန်ပေါ့နော်6လေး2ခွန်ဆိုတော့ဒါ ချိန်မဲအောင်နေနောက်တစ်ခါကျတော့ဒီမှာလဲကိုလေးနှစ်ခွန်မဲပေါ့နော်အဲဆိုရင်ညမနေအောင်နေဒီတိုင်းမဲ1964ဆိုအဲ1694ဆိုရင်ကျွန်တော်တို့ညအောင်မနေကိုအောင်ပါပေါ့နော်ဒါလေးတွေကတော့ဟိုကီးများမှာဆိုလို့ကျွန်တော်သုံးလုံးမဲထုတ်ထားတာပေါ့နော်ကဲအဲ့တော့နောက်တစ်ပြင်ကိုတွက်ပါမယ်လေးလေးခွန်တုံညလေးလေးခွန်တုံည6698 6698 3430ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့ပေါင်းမယ်ဘယ်လိုပေါင်းမလဲဆိုရင်ဒီခွန်ရဲ့ဒီ၈ကပေါင်းမယ်ပြီးရင်ဒီခွန်နဲ့ဆက်ပေါင်းမယ်အဲ့တော့ခွန်ပေါင်း၈ပေါင်းခွန်ပေါ့နော်အဲ့တော့ခွန်နဲ့၈နဲ့ပေါင်းတော့5 5နဲ့ခွန်နဲ့ပေါင်းတော့2ပါတဲ့နော်2နည်းရပါဝါခွန်ခွန်ရဲ့နှက်ခက်က3ည2ခွန်3ညဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့6နှစ်တဲ့6နှစ်မှာနှစ်တပြားထိပြီးအောင်ခဲ့ပါတယ်6 96တဲ့96မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းကြည့်ပါမယ်9519899493ည9549ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာလည်းဒီလိုပါပဲဒီ ticket ဒီ3ညရဲ့ဒီခွန်ရပေါင်းပါမယ်အဲ့တော့1အပေါင်း3ညအပေါင်းခွန် အဲ့ဒါသုံးလုံးပေါင်းတဲ့အခါကျတော့ရှေ့ရပါတယ်ရှေ့ရပါပါ3 3ရဲ့နှစ်ခက်က9 8 3 9ဆိုတဲ့ကီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့9 8တဲ့9 8မှာ9ရော8ကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်2 6တဲ့2 6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွက်ပါမယ်59 59 59 3582 3582 ရှင်းနှစ်နှစ်သုံးရှစ်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲလိုတွက်မဲ့ဆိုရင်9ရက်နှစ်ကပေါင်မယ်နောက်က3ရက်ထပ်ပေါင်ပါမယ်အဲ့တော့9အပေါင်းနှစ်အပေါင်း3 9ရက်နှစ်ကပေါင်တော့1 1နဲ့3နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့ပါပါ9 9ရဲ့နှစ်ခါက6 4 9 6ဆိုတဲ့ကီး3လုံးဒီပြမှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့အဲ့မှာဘာကြီးထွက်သွားလဲဆိုတာကြည့်လိုက်ရအောင် ကိုးလေးတဲ့ကိုးလေးမှာကျွန်တော်တို့ကိုးရောလေးရောထိပ်ပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်ညနေပိုင်းမှာလည်းကိုးလေးလိုထပ်ထွက်တဲ့အတွက်မနေ့ကောညရောအခွေအနေနဲ့ယူပဲထွက်သွားပြီးအောင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါနောက်ဒီပြန်တွက်ပါမယ်။ခွန်96နှစ်တုံညာတုံညာတုံညာခွန်96ခွန်96ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ6နဲ့ဒီ3ညနဲ့ဒီ9နဲ့ပေါင်းပါတဲ့အဲ့တော့6အပေါင်း3ညအပေါင်း9အဲ့တော့အသုံးလုံးပေါင်းတော့1ပါတဲ့1ရဲ့ပါဝါ6 6ရဲ့နှက်ခါက9 169ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုရဲခါကြတော့99တဲ့99မှာကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်2ညတဲ့2ညတဲ့2ညမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲကောင်းပြီအဲဆိုရင်ကျွန်တော်တို့အင်ကန်နေအတွက်ကြီးလေးထုတ်ကြည့်လဲရအောင် ခွန်လေးငါးချောက်ခွန်တစ်တစ်နှစ်ကိုးချောက်နှစ်ရှိကိုးချောက်နှစ်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တုံးကြိုင်တိုင်းမှာပဲဒီ9ရဲ့ဒီ2ကဲဒီ6ကဲပေါင်းပါမယ်အဲ့တော့9ပေါင်း2အပေါင်း10ပါတဲ့အားလုံးပေါင်းလိုက်တဲ့အခါကျတော့900ပါတယ်တဲ့9မအားပါပါ3ည3ည2ခက်ကခွန်5 3ည9ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင် ကြီးထိတ်ကတော့ကျွန်တော်တို့ဒီကနေ့ကတော့မနေ့ကညအောင်အောင်ခဲ့တယ်ပေါ့နော်အဲ့တော့ကြီးထိတ်ကြီးထိတ်နဲ့ကျွန်တော်တို့စဉ်းစားပါမယ်ကြီးထိတ်နဲ့စဉ်းစားမယ်ဆိုရင်ဒီကနေ့ကြီးထိတ်ကတော့ကျွန်တော်တို့ကြီးထိတ်ကြီးထိတ်ကတော့၃ညခွန် နှစ်ပါတဲ့နော်အဲ့တော့ကီယိုယိုကကျွန်တော်တို့ဘာရတယ်ဆိုတဲ့အခါကျတော့ငါးတုံညာခွန်တဲ့ငါးညာခွန်ဟောအဲ့မှာကျွန်တော်တို့ကအပေါ်မှာလည်းညာခွန်ပါတယ်အောက်မှာလည်းညာခွန်ပါတယ်ညာခွန်ကဘိုင်းလို့ကျွန်တော်ပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာကစားမယ်ဆိုရင်ညာငါးညာညာညာခွန်ငါးခွန်အဲခွန်ငါးခွန်ညာခွန်ခွန်1 9 2 3 2 9ဆိုရဲဟာပဲကျွန်တော်ကစားရမှာဖြစ်ပါတယ်အဲ့တော့ ီမှာကျွန်တော်တို့ master key လေးတွေကိုကြည့်လိုက်ရအောင် master key မှာဆိုရင်လဲ9 3 3ရခွန်ဆိုပြီးတော့တစ်ခါခုန key 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 နဲ့ထိနေအတိုင်းပဲသွားပြီးထွက်နေတယ်ဒုတိယ key မှာလဲဒီလိုပါပဲတဲ့3ရ9ခွန်နှစ်တဲ့ဟောအဲ့မှာလဲကျွန်တော်တို့ဒါပဲထွက်နေတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်နေနဲ့အကောင်လုံးအပြီးပေါက်ဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်တို့အပြီးပေါက်ကိုပဲကတ်ကစားလိုက်ပါမယ်3 5 ၃ည၃ည၃ညခွန်ခွန်ငါခွန်၃ညခွန်ခွန်ငါနင်းငါနှစ်၃ညနှစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကဏ္ဍလေးတွေထွက်လာပါတယ်အဲ့မှာကျွန်တော်ပြန်ကြည့်ရင်ပေါ်ကအတိုင်းပဲအပြီးပေါက်လေးကြီးပဲဖြစ်နေပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဘာနဲ့စဉ်းစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့82เนาะ82နှစ်ရှစ်ပေါ့เนาะဒီ82နှစ်ရှစ်ပေါ့ဟုတ်လား မရှင်းနှစ်နှစ်ရှိလို့တဲ့အဲ့ထွက်လာပြီဆိုရင်လည်းအာအာပဲထွက်လာခဲ့ရင်ပေါ့နော်ရှစ်နှစ်ပဲထွက်ထွက်နှစ်ရှစ်ပဲထွက်ထွက်ထွက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘာအခွေရှိသလဲဆိုတော့3 3 8 9 3ည9ဆိုတဲ့အခွေရတဲ့3ရက်အတွင်းလာပါလိမ့်မယ်တဲ့ထို့အတူပဲတဲ့ကျွန်တော်တို့က 6996ပေါ့နော်မနေ့ကဆိုကျွန်တော်96လို့ထွက်တာတဲ့6996လို့ထွက်သွားပြီးရင်လေတဲ့4 5 6ည3ဆိုတဲ့အခွေရတဲ့300တွင်ထွက်ရပါမယ်လေဟောအဲ့မှာပြန်ကြည့်ရင်ကျွန်တော်တို့ကဟိုအခွေနှစ်ခွေပေါ့နော်တချို့ကပြောမယ်မင်းအခွေနှစ်ခွေပေးလို့ရှိရင်ငါတို့ကအခွေနှစ်ခွေရှောက်ပိုင်ကိုကကိုရရေကျွန်တော်ပြောနေတာကအခွေနှစ်ခွေသလုံးပတ်ပါလို့မဆိုလို့ပါဘူးကြိုက်မိမိနှစ်တက်ရအခွေကိုယူပတ်ပါ နော်ဒါပေမဲ့ကျွန်တော်ကဒီမှာချိန်ထိုးပြီးကစားမှာဖြစ်တဲ့အတွက်တော့ကျွန်တော်အခွင့်အရေးကိုထည့်ပေးခြင်းဖြစ်တယ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်3ည5 3ည5ဆိုဒီမှာ3ညဒီမှာ5ဒီမှာလည်း3ညဒီမှာလည်း5 3ည5ဆိုတဲ့ဟာကโอเคအောင်းနိုင်တယ်နောက်တစ်ခါကျတော့အပူကိုတော့ကျွန်တော်မထည့်တော့ဘူးနော်3ညခွန်ဒီမှာ3ညဒီမှာခွန်ဒီမှာခွန်ဒီမှာ3ညအဲ့တော့ခွန်3ည3ည9ပေါ့နော်အဲ့ကောင်ကလည်းအောင်းနိုင်တယ်ဟုတ်လားနောက်တစ်ခါကျတော့ကျွန်တော်တို့ခွန်5 sorry ကြော်ထွက်နော်အဲ့မှာခွန်5 ခွန်9ဆိုလဲဒီတိုင်းပဲဒီမှာခွန်ဒီမှာ9ဒီမှာခွန်ဒီမှာ9အဲ့တော့ခွန်9ဆိုလဲအောင်နိုင်ကြီးရှိတယ်ကြံတဲ့ဟာတွေကကျွန်တော်တို့အခွေနဲ့မတိုက်ဆိုင်ပါဘူးမတိုက်ဆိုင်တဲ့အပြင်ကိုကျွန်တော်တို့နောက်ထပ်ဘာရှိသလဲဆိုတဲ့အခါကျတော့6လို့နက်ခတ်6နက်ခတ်ပေါ့နော်6နက်ခတ်လို့ထွက်ပြီးထွက်လိုက်တာ ਨੇ တဲ့ကျွန်တော်တို့ကနှဲခွန်၄6ဆိုတဲ့ပရိတ်ကလည်းတဲ့နော် 3ရက်အတွင်းထွက်နိုင်ပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်2ခွန်4ခွန်နဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကခုနပေးထားတဲ့တဲမှာဘာရှိသလဲဆိုရဲ့အခါကျတော့3ညခွန်ခွန်3ညတော့တစ်လုံးပဲရေးလိုက်တော့မယ်เนาะခွန်3ညရယ်ခွန်5ရယ်ခွန်5က2ပြိခွန်3ညကခွန်ပြိအဲ့တော့ဒီနှစ်ကွက်ပဲကျွန်တော်တို့တင်ကွက်အနေနဲ့ကစားရမှာဖြစ်ပါတယ် နော်ဒါတော့အမျိုးတို့လည်းကြိုက်ချင်းယူပါအကြိုက်တူရင်ကစားပါအကြိုက်မတူဘူးဆိုရင်လည်းမကစားပါနဲ့မိမိပါမိမိနှစ်သက်ရာကိုယူကစားပါနော်အဲတော့ key တိတ်ကိုယူကစားကစားပေါ့ဗျာ key ကိုပဲယူကစားကစား master key ကိုပဲယူကစားကစားအခွေကိုပဲယူကစားကစား break ကိုပဲယူကစားကစားမိမိနှစ်သက်ရာပဲယူကစားပါနော်ကျွန်တော်တို့အားလုံးကညှိနှိုင်းတိုင်ပင်ခြင်းဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ညှိနှိုင်းတိုင်ပင်မှု ကျွန်တော်တွေ့သမျှလေးရှာဖွေတွေ့ရှိမှုလေးရတော့ဒီလောက်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်မှာဖြစ်တဲ့အတွက်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးရင်အင်္ဂါနေ့မှာအကွက်ကောင်းလှလှတွေနဲ့ရကြအောင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။